ရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်တို့အခုဆိုရင်ဂျိုရှွာဘန်နဲ့ rivalry ရဲ့ပွဲစဉ်ထိုးပြီးသွားပြီဒါပေမဲ့နောက်ဆက်တွဲသတင်းတွေနောက်ဆက်တွဲကြရက်တွေကိုတော့ကျွန်တော်နေ့စဉ်နဲ့အမျှဆိုသလိုသတင်းတွေဆက်လက်ဖတ်ရှုနေရဆဲပဲကြားသိနေရဆဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာကြားသိရတဲ့သတင်းကတော့ဒါဂျိုရှွာဘန်နဲ့ပွဲထိုးခဲ့တဲ့ rival ကို USC ဘက်ကနေပြီးတော့ပေါ့လေသူ့ရဲ့ထိုးခြင်းအပြင်ပွဲနိုင်ခြင်းအဲ့ဒါပြလဲကျွန်တော်ပြောပွဲနိုင်ခြင်းနော်ဒီဘက်မှာ ပြောရမယ်ဆိုရင် rival show နေဗျာနိုင်ကြီးရစရာအကြောင်းမရှိဘူးပွဲတစ်ပွဲကိုထိုးတယ်ဆိုတဲ့ပုံစံကပွဲတစ်ပွဲအတွက်သူတို့ဒီထိုးကြီးကိုသဘောတူပြီးသားပြီးရင်နိုင်ရင်နိုင်ကြီးထက်ရတယ်တကယ်လို့သူတို့ရဲ့ပွဲစဉ်ကအဲ fight of the night အဲ့လိုရွေးချယ်ခံရရင် bonus ထက်ရတယ်ပေါ့လေ bonus ကတော့ American dollar 5000ရတာပေါ့ fight of the night ရွေးချယ်ခံရရင်အခုကရှေ့မှာ Joshua Bandy ထိုးကြီးရှိတယ်ထိုးကြီးပြင်သူကပွဲနိုင်တဲ့အတွက် နိုင်ကြီးထားတယ်နိုင်ကြီးဆိုတာကဖိုးကြီးကအမေရိကန်ဒေါ်လာ1000ကျွဲဖြစ်ရင်အဲ့ဒီပွဲရနိုင်ကြီးကလည်းအမေရိကန်ဒေါ်လာ1000ကျွဲဒီကစားသမားနဲ့စာအုပ်ချုပ်ဆိုထားတဲ့အတိုင်းပေါ့ဗျာဒီကစားသမားကတပွဲထိုးကြည့်ဒီအမေရိကန်ဒေါ်လာ2သိန်းလို့စာအုပ်ချုပ်ထားရဆိုရင် तू ကအဲ့ပွဲကိုနိုင်အောင်ထိုးနိုင်ရင် तू ကနောက်ထပ်ထပ်ပြီးတော့အမေရိကန်ဒေါ်လာ2သိန်းထပ်ရတယ်အဲ့လိုအနေထားအခုဆိုရင် rival ကရှုံးသွားတယ်ဒါတော့သူ့ရဲ့ထိုးကြည့်ကအစိတ်ပိုင်းတစ်ခုရှိရပေါ့ကျွန်တော်ပြောသလိုအဲ့ထိုးကြည့်အတိုင်းပဲ तू ပွဲနိုင်ကြရတယ် တစ်ဖက်မှာဂျိုရှွာဘန်ရတယ်လို့ပဲဂျိုရှွာဘန်ကထိုးကြီးနိုင်ကြီးရတယ်လို့ rival ကိုလည်းထိုးကြီးနိုင်ကြီးပေးလိုက်တယ်ခင်ဗျပြီးတော့သူတို့နှစ်ယောက်ရဲ့ပွဲက fight of the night လေးအရွေးခံရတဲ့အတွက်တယောက်ကို American dollar 9000ဒီထပ်ပြီးတော့ bonus ထပ်ရတယ်အဲမနေ့ကထုတ်ပြန်တဲ့သတင်းတွေအရဆိုရင် fight of the man အဖြစ်လည်းရွေးချယ်ခံရပြီဖြစ်ပါတယ်ခင်ဗျဒီပွဲအပြီးမှာတော့ဒါ ranking အပြောင်းအလဲဖြစ်လာတယ်ဂျိုရှွာဘန်ကအဆင့်ဆက်တဆင့်ခုန်တက်လာတယ်ကျွန်တော်တို့ရဲ့ရှင်း fighter လေးကအဆင့်ဆက်နှစ်နေရာကနေအခုဆိုရင်ဆက်တဆင့်ခုန်တက်ပြီးတော့အဆင့်တင်နေရာကိုရောက်လာတယ် သူ့ရဲ့ထက်မှာတော့ခပတ်ပိုင်ရှင်ပန်တိုဂျာပဲရှိတော့တယ်အဲ့တော့ပန်တိုဂျာနဲ့ဒါဂျိုရှွာဘန်တို့အခုပွဲတည်ပေးထားပြီပွဲတည်ပေးထားပြီဆိုတော့အခုသတင်းတွေထွက်ပေါ်နေတဲ့အတိုင်းဆိုရင်တော့လာမယ့်ဒီဇင်ဘာလမှာကျင်းပဖို့ရှိနေတဲ့ UFC 323တိုင်ပွဲမှာပန်တိုဂျာနဲ့ဂျိုရှွာဘန်တို့ရဲ့ခပတ်လူပဲပါဝင်လာဖို့ရှိလာနိုင်တယ်ခင်ဗျအဲ့တော့အဲ့ဘက်မှာနိုင်ရင်တော့ဂျိုရှွာဘန်ကအခု ranking 1ကနေခပတ်ပိုင်ရှင်နေရာကိုတက်ပြီးရောက်နိုင်မှာပေါ့လေတစ်ဖက်မှာ rival ကတော့ဂျိုရှွာဘန်ကိုအရင်နေသွားတဲ့အတွက် ranking 3ထိ ျဆင်းသွားတယ်ပေါ့ဒါပေမဲ့ USC ကဘာဖြစ်လို့ rival ကိုနိုင်ကြီးပေးတယ်လဲပွဲထိုးတာမှာအနိုင်ရရင်ပေးတယ်နိုင်ကြီးကိုပေးတယ်လဲဆိုတော့တကယ်တမ်း rival ရဲ့အနေအထားနဲ့အဆင့်30ရဲ့အောက်ဘက်က fighter နဲ့ထိုးဖို့ဆိုတာခက်တယ်ပွဲတယ်ပေးတိုင်းသူငင်းငင်းငင်းလို့ရတယ်ဗျဒါပေမဲ့ rival ကမငင်းခဲ့ဘူး rival ကလည်းသူ့ရဲ့သတင်းစာရှင်းလင်းပွဲမှာ तू ပုံမှန်လေးပြောတယ်သူ Joshua Ban နဲ့ထိုးဖို့ရည်ရွယ်ခဲ့တာမဟုတ်ဘူး तू က ဲ့ဒါထက် ranking မြင့်တဲ့ fighter နဲ့တွေ့ကျင်တာ ranking 30တဲက fighter နဲ့ပဲတွေ့ကျင်တယ်သူက ranking 30ရဲ့အောက်က fighter နဲ့တခါမထိုးဘူးဒါပေမဲ့ UFC ကမင်းဒီကောင်လေးနဲ့ထိုးကြည့်ပါလားဆိုတဲ့အချိန်မှာ तू Joshua Bain ဆွမ်းဆောင်ယူလဲလေးစားတဲ့အတွက် तू ပွဲလက်ခံလိုက်တယ်ဒါအစစ်30ပြင်ပက fighter နဲ့ तू ထိုးပေးခဲ့တာအဲ့အတွက်ဒီအချိန်မှာပဲ UFC ကလည်းတကယ်တကယ်မှာဆိုရင်လက်ခံမှုခဲရင်တယ်ပေါ့လေ UFC ကပြောတဲ့အတိုင်းဖြစ်အောင် Joshua Bain ကိုပွဲလက်ခံပေးခဲ့တဲ့အတွက် ထိုးကြီးအပြင်အခုပွဲအနိုင်ရရင်ပေးတဲ့ပွဲနိုင်ကြီးကိုပါ rival ကိုအကျိုးခံစားဝင်ပေးလိုက်ပါတယ်ဆိုတဲ့အကြောင်းပြိသက်တွေသိရှိရအောင်နှိစက်ပြပြပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြိသက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ